မင်္ဂလာပါရွှေစေသားရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးကျွန်တော်ဒီဒီဟွာလေးတော့ပေါ့နော်ဒီ6ကြိမ်9ကြိမ်10ကြိမ်ပေါ့နော်6ကြိမ်9ကြိမ်10ကြိမ်တော့ဆယ်ခွေ line ထည့်ခဲ့တဲ့ line ပေါ့နော်ဆယ်ခွေ line ထည့်ခဲ့တဲ့ line ကိုဒါပြီးခဲ့တဲ့ဘွဲကဘယ်အကိုရတော့မသိဘူးသူတင်လိုက်တယ်ပေါ့နော်သူ696အောင်ရတယ်ပေါ့6ဒီ696အောင်ရတဲ့နေရာမှာ तू က legacy ဒါကျွန်တော်စီမှာနော်9ယောက်လောက်နော်ဒီ site လေးကိုမဖြစ်နိုင်ဖြစ်နိုင်ကြည့်ပြီးပေါအောင်အကိုဆိုလို့ဒါကျွန်တော်နော် ပြပေးခြင်းပါနော်ကျွန်တော်ကတော့နော်ဒီဘက်ဒီတော့ကတော့ဒါနော်ကျွန်တော် sequel line နေနဲ့ထည့်ခဲ့တဲ့ line နေပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒါကသူကဒီ664ဆိုတဲ့ပတ်လည်ဒီကျွန်တော်တို့646လို့ထွက်တယ်နော်609ဆိုတဲ့ပတ်လည်ဒီနော်908လို့ထွက်တယ်ဒါဒါကတော့နော်ကျွန်တော်စီမှာ9ရောက်လောက် เนาะဒီ site လေးကြည့်ပြီးပေါ့အောင်အကိုဆိုလို့เนาะဒါတင်ပြခြင်းပါအားလုံးကျွန်တော်ရေမိတ်ဆွေငယ်ချင်းများအားလုံးအထောက်အထားသူပေးသွားနိုင်လို့ပေါ့เนาะဒီ6 9 6ဆိုတဲ့အာပက်လေဒီ6 9 6လို့ထွက်တယ်เนาะဒီချက်ကြည့်ပါ95ဆိုတော့အာပက်လေဒီ95လာသူကတော့เนาะလီကတ်လီကတ်ဖြစ်သွားတယ်ပေါ့เนาะလီကတ်စီပေါ့ဒီချက်ကြည့်ပါအားလုံးကျွန်တော်ရေမိတ်ဆွေငယ်ချင်းများအားလုံး ဒါမှဖြစ်နိုင်ဖြစ်နိုင်တော့ကိုယ်ပကိုယ်တော့ဝေကွက်ကြည့်ပေါ့နော်ဒါတော့ကျွန်တော်ကကျွန်တော်ကချိန်နေစေဟူနော်တခြားကနန်းဆိုင်ကိုအော်တာပေါ့နော်တခြားကြည့်ပါကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးဒါကတော့နော်6ရောက်9ရောက်လောက်ပေါ့နော်ကျွန်တော်စီမှာဒီစိုက်လေးမဖြစ်နိုင်ဖြစ်နိုင်ကြည့်ပေးပါအောင်ဆရာဆိုလို့ဒါနော်6 64ကနော်646 6လို့ထွက်တယ်เนาะခဏလေးခဏလေးကလေးနာယူနေ တခြားကြီးပါနော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံး646လို့ထွက်တယ်နောက်ခွန်ရှိချစ်ခွန်ကိုဆိုတဲ့အဘလေကကိုခွန်ရှိလို့ထွက်တယ်696ဆိုတဲ့အဘလေက696လို့ထွက်တယ်ခွန်95ဆိုတဲ့အဘလေကခွန်95လို့သူလေးကစီသွားနိုင်တယ်ဘာလို့သွားနိုင်လဲနော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးတခြားကြီးပါနော် ဘာလို့သွားနိုင်လဲဆိုတော့ဒါလေးကနီလေးနဲ့တို့လိုက်တော့နော်ဒီချက်ကြီးပါဒီ၃လုံးကူဒီ၃လုံးကူလို့ထည့်လိုက်တာနဲ့ဒီရှီပေါင်းကူကနောက်ပေါင်းကူကနော်ကူရပါပါနောက်ပေါင်း၄လို့ထွက်တယ်ဒီ၃လုံးပေါင်း၉လို့ထွက် เนาะထည့်တယ်ထည့်ပြီးတော့ကျွန်တော်တို့ဒီနောက်ပေါင်း9อ่ะ9ရပ်ပါว่าနောက်ပေါင်း4လို့ထွက်တယ်အဲ့လိုထွက်ပြီးတော့ကျွန်တော်တို့ရှေ့ပေါင်း9လို့ရိုက်တယ်ရှေ့ပေါင်း9လို့ရိုက်ပြီးတော့ဒီကြကြည့်เนาะကျွန်တော်ရမိတ်ဆွေငယ်ချင်းများအလုံးဒီ3လုံးပေါင်း9လို့ရိုက်တယ်ဒီ3လုံးပေါင်း9 9ရပ်ပါว่าနှစ်ခါလို့လန့်ရိုက်တယ်ဒီတွင်းနဲ့ဟာရတော့ပြမလို့တော့เนาะတွင်းနဲ့ဟာရတော့တွင်းနဲ့ဟာရတော့နော် तू आ ती तोंग लोंग मोंग कु နောက်ပေါင်း9ရပ်ပါวะနောက်ပေါင်း6လို့ရိုက်ပြီးဒီနှလုံးပေါင်းရှည်ရွဲကိုခွန်လို့ရိုက်တယ်ခွန်လို့ရိုက်တယ်ပြီးဒီသုံးလုံးပေါင်းခွန်အဲ့ခွန်ပါပဲနော်ခွန်ရပါวะနှစ်ခါလို့ပြန်ရိုက်ပြီးတော့ကျွန်တော်တို့ဒီ6 6 4ဆိုတဲ့အာပက်လေကသူကဒီမှာထည့်ထားနော်နောက်တစ်ကပ်နော်နောက်တစ်ကပ်ကကျွန်တော်တို့ဒီသုံးလုံးပေါင်းကိုးပြီးတော့ ဒီသုံးလုံးပေါင်း30လို့ရိုက်တယ်เนาะဒီသုံးလုံးပေါင်းကိုးပြီးတော့เนาะဒီသုံးလုံးပေါင်း30လို့ရိုက်တယ်အဲ့လို30လို့ရိုက်လိုက်တာနဲ့ဒီနောက်ပေါင်း8က8ရပါဝါနောက်ပေါင်း3လို့ရိုက်တယ်နောက်ပေါင်း3လို့ရိုက်ပြီးတော့เนาะကျွန်တော်ဒီနှလုံးပေါင်းခုံနှလုံးပေါင်းခုံပြီးတော့ဒီမှာကျတော့ तू ကနှလုံးပေါင်း8လို့ရိုက်တာနှလုံးပေါင်း8လို့ရိုက်ပြီးတော့เนาะဒီသုံးလုံးကလည်း 6လို့ရိုက်တယ်သူကစီနီယာလေးသွားတာဒီ3လုံးကိုခွန်လို့ရိုက်တယ်ဒီ3လုံးကျတော့6လို့ရိုက်တယ်အဲ့လိုရိုက်ပြီးတော့ဒီ3လုံး6ကြောင်းမလို့6ရဲ့ပါဝါဒီမှာပစ်ခါလို့ထည့်ပြီးတော့နော်သူထည့်ထားတဲ့8 9နော်ကိုခွန်ရှေးလို့သူလိုက်ထားတယ်ဒီအောက်မှာလည်းသူကအထောက်ရှိရပေါ့နော်ဒီမှာလည်းအဲ့လိုပဲနောက်တစ်ခါကျွန်တော်ဒီ696ကိုသူထွက်ထားတာပေါ့နော်696ကိုထွက်ထားတာနော်ဒီ3လုံးပေါင်း9 နော်ဒီသုံးလုံးပေါင်း30ဒီသုံးလုံးပေါင်းကိုကျတော့ तू ကတေးလို့လောက်ထားတယ်ခွန်ပိတ်ရဲ6ထိပ်ရဲ7ထိပ်ရဲနော်ဒီသုံးလုံးပေါင်းတစ်လို့လောက်ထားတယ်အဲ့လိုတစ်လို့လောက်တိုက်တာနဲ့ तू ကဒီနောက်ပေါင်း9ကို9ရဲ့ပါဝါနောက်ပေါင်း30လို့ तू ရိုက်ထားတယ်နော်ဒီမှာတော့ तू ကနောက်ပေါင်း9က9ရဲ့ပါဝါ4နောက်ပေါင်း8က8ရဲ့ပါဝါနောက်ပေါင်း3နောက်ပေါင်း9 9ရဲ့ပါဝါနောက်ပေါင်း30လို့ရိုက်တယ်သူ့အောက်မှာကျွန်တော်တို့နှလုံးပေါင်းခွန်နှလုံးပေါင်း8နှလုံးပေါင်း8ပြီးနှလုံးပေါင်း ိုးလို့သူရိုက်ထားတယ်အဲ့လိုနှလုံးပေါင်း၈နှလုံးနှလုံးပေါင်း9နှလုံးပေါင်း၈နှလုံးပေါင်း9လို့ရိုက်ပြီးတော့သူကသူ့အောက်မှာဒီသုံးလုံးကနှစ်နှစ်ဒီသုံးလုံးကခွန်ခွန်ရပါပါနှစ်ခါလို့ရိုက်တယ်နော်ဒီသုံးလုံးက6 6ရပါပါတစ်ခါလို့ရိုက်တယ်နောက်ကျွန်တော်တို့ဒီသုံးလုံးက9လို့ရိုက်တယ်အဲ့ငါ9ရပါပါ3ညခါလို့ရိုက်ပြီးမှနော်သူကဒီ6 9 6ဆိုတဲ့အာပက်လက်ကဒီမှာလိုက်ထားတယ်ပေါ့ နော်သူကတော့သုံးကတ်တော့ပေးသွားတယ်နော်လေးကတ်နေနဲ့သူပေးမယ်ဆိုလို့ရှိရင်ဒီသုံးလုံးပေါင်း9ဒီသုံးလုံးပေါင်း10ဒီသုံးလုံးပေါင်း17နော်ဒီတစ်ခါသူကပေးထားတာကဒီသုံးလုံးပေါင်း12လို့ပေးထားတယ်နော်12လို့ပေးထားပြီးတော့သူကဒီနောက်ပေါင်း4နောက်ပေါင်း4က4ရပါပါနောက်ပေါင်း9လို့သူထည့်ခဲ့တယ်အဲ့လိုနောက်ပေါင်း9လို့ထည့်ပြီးတော့ကျွန်တော်တို့သူ့ရဲ့အောက်မှာနော်ရှီပေါင်း10လို့ထည့်တယ် ူပေးရမှန်းတယ်နော်ရှေးဝေါင်းခွန်ရှေးဝေါင်းရှေးဝေါင်းကိုရှေးဝေါင်း30လို့သူထည့်ခဲ့တယ်အဲ့လိုထည့်ပြီးတော့ဒီသုံးလုံးပေါင်းခွန်ခွန်ရဲ့ပါဝါနှစ်ခါလို့ထည့်တယ်ဒီသုံးလုံးပေါင်း6 6ရဲ့ပါဝါတစ်ခါလို့ထည့်တယ်ဒီသုံးလုံးက9 9ရဲ့ပါဝါသုံးညခါလို့ထည့်တယ်ဒီသုံးလုံးက၄လေးရပါပါကိုခါလို့ထည့်လိုက်တာ ਨੇ เนาะဒီခွန်နှစ်ငါးဆိုတဲ့အာပတ်လေဒီကျွန်တော်တို့ legacy ပေးသွားနိုင်ပါတယ်เนาะ legacy နဲ့သူဆက်ပြီးတော့ပေးသွားနိုင်ပါတယ်ကျွန်တော်ရမေဆီတငယ်ချင်းများအားလုံးเนาะအဲ့မှာ तू ကအထောက်သဘောအနေနဲ့ तू ကကြောင်းညာနှံပြီးတော့ तू ကထည့်ထားတယ်ဒီသုံးလုံးပေါင်း9ရှေးပေါင်းနောက်ပေါင်း9ကကိုယ့်ရဲ့ပါဝါ၄လို့ထည့်တယ်ရှေးပေါင်း9လို့ထည့်တယ်ဒီသုံးလုံးကခွန်လို့ထည့်တယ်ခွန်ရဲ့ပါဝါနှစ်ခါလို့ထည့်တယ်အဲ့လိုထည့်လိုက်တာနဲ့ဒီ6 6 4ဆိုတဲ့အာဘက်လေက6 4 6လို့ထွက်တယ်ဒီ6 4 6လို့ ထွက်ရတဲ့အကြောင်းကသူကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရထမှာသူကငါးနောက်ပိတ်လို့ရိုက်တာနော်ငါးနောက်ပိတ်လို့ရိုက်တယ်အဲငါးနောက်ပိတ်ကဘယ်ကငါးနောက်ပိတ်လဲဆိုတော့ကျွန်တော်တို့ဒီမှာဒီ30ပြနော်ဒီ3ည6 8ခွန်းကိုနော်3ည6 8ခွန်းကိုနော်သူလှုပ်ထတာက3ညရပါပါ9နောက်ပိတ်9ရပါပါ လေးနောက်ပိတ်ရှစ်ရပါဝါသုံးနောက်ပိတ်ခွန်ရပါဝါနှစ်နောက်ပိတ်နဲ့ဒီเนาะ5 4 3 2ဆိုတဲ့เนาะနောက်ပိတ်3လုံးနောက်ပိတ်4လုံးထောင်ပြီးတော့သူက၄ကစီးနေနဲ့သူရိုက်နိုင်တယ်ပေါ့เนาะဒီမှာတခြားကြည့်ပါကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးပထမကတ်နေနဲ့သူလှုပ်ထတာဒီ3လုံးပေါင်း6ဒီနောက်တွဲကကိုကเนาะနောက်တွဲကိုရပါပါနောက်တွဲလေးလို့ထည့်တယ်ရှေးပေါင်းခွန်လို့ထည့်တယ်ဒီ3လုံး6တယ် ီသုံးလုံးခွန်နဲ့ခွန်ရပါပါနှစ်ခါလို့ထည့်တယ်သူအောက်တိမလည်းရှိရနော်ဒါကျွန်တော်ကဘယ်လိုခေါ်မလဲနော်ကြာလဲကြာသွားမှသူတို့မရှင်းပြတာပေါ့နော်သူအောက်တိမအထောက်တိရှိပါသေးဒီဟာတွေပေါ့နော်ဒါတွေပေါ့နောက်တွဲ1နောက်တွဲ6 6ရပါပါရှည်တွဲ1နောက်တွဲ6 6ရပါပါရှည်တွဲ1နော်နောက်တွဲ9 9ရပါပါရှည်တွဲ၄နောက်တွဲ9 9ရပါပါရှည်တွဲ၄ ဒါဒီလားဒါဒီကျွန်တော်ထည့်ခဲ့တာပေါ့နော်ဒါဒီဘက်တော့ပေါ့နော်နော်ကျွန်တော်တို့ဒီလုံးလုံးရှစ်တယ်ဒီနှ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 လုံးရှစ်တယ်ဒါကျွန်တော်ထည့်ခဲ့တာတွေပေါ့နော်သူ့အောက်မှာတွေရောလှုပ်ထားတာပေါ့အများကြီးနော်သူ့အောက်မှာလှုပ်ထားတာတွေလဲအားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးလီဂက်စီပြေးသွားနိုင်ပါတယ်နော်ကျွန်တော်တို့ဒီမှာလည်းအလိုပဲနော်ဒီသုံးလုံးပေါင်း နော်30တယ်30ပြီးတော့နောက်တွဲ6က8ရပါဝါနောက်တွဲ3လို့ထည့်တယ်ရှီပေါင်း8လို့ထည့်တယ်ဒီ3လုံးပေါင်း6လို့ထည့်တယ်6ရပါဝါတက်ခါလို့ထည့်တယ်အဲ့လိုပြီးလိုက်တာနဲ့8ခုန်9ဆိုတဲ့ကဏ္ဍက9ခုန်8လို့ထွက်တယ်တစ်ချိန်နှစ်ချိန်3ချိန်4ချိန်ရထမှာလေးနောက်ပိတ်လို့ထောက်ပြီးမှဒီဖတ်ထားတာပေါ့ဒီမှာလဲဒီ3လုံးပေါင်းက7နော်7လို့ပြီးလိုက်တာနဲ့ နောက်တွဲ9 900ပါဝါနောက်တွဲ10လို့ထည့်တယ်ရှေးပေါင်း9လို့ထည့်တယ်ဒီ3လုံးပေါင်း9လို့ထည့်တယ်900ပါဝါ10လို့ဖြစ်ပြီးတော့6 9 6ဆိုတဲ့ကဏ္ဍက696လို့ထည့်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရထက်မှာ3နောက်ပိတ်လို့ခံပြီးမှသူထည့်ထားတယ်ပေါ့ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီ3လုံးပေါင်းနှစ်တယ်အဲ့လိုနှစ်လို့ထည့်လိုက်တာနဲ့နောက်တွဲလေး4ရပါဝါနောက်တွဲ9နောက်တွဲ9လို့ထည့်လိုက်တာနဲ့ရှေးပေါင်း10လို့ထည့်တယ်ရှေးပေါင်း10လို့ထည့်ပြီးမှဒီ3လုံးပေါင်းက ကျွန်တော်တို့လေးလေးရပါပါကိုးခါလို့ထည့်တယ်ကိုးခါလို့ထည့်လိုက်တာနဲ့ခွန်နှင်း၅ဆိုတဲ့အာဘက်လေဒီလေးကစီပေးသွားနိုင်ပါတယ်နော်ဒါတော့ကျွန်တော်တို့เนาะဒါ၅ရောက်၆ရောက်၆ရောက်9ရောက်တော့ရှိလောက်မယ်ကျွန်တော်ကက်လေးเนาะတခြားဆရာတွေပို့ထားတဲ့ကက်လေးကိုပေါ့နော်ဒါသူတို့ကတော့အထောက်မပါဘူးပေါ့နော်အထောက်မပါဘဲနဲ့နော်ပြထားတော့ကျွန်တော်တို့မဖြစ်နိုင်ဖြစ်နိုင်ဒါဆက်ကြည့်ခိုင်းလို့ပေါ့နော်အထောက်လေးကြည့်ပြပါအောင်ဆိုလို့ဒါကျွန်တော်တင်ပြတာပါ နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရဲ့ထပ်မှာနှစ်နောက်ပိတ်လို့ထောက်ထားတာနဲ့ခုနှစ်ငါအပတ်လဲနော်ဒါကြိုက်ရင်တော့ထိုးနိုင်ပါတယ်ကျွန်တော်ရေမိတ်ဆွေတငယ်ရေများအားလုံးဖြစ်သွားနိုင်ပါတယ်လေးကက်စီသူထောက်ထားလဲလေးကက်နော်ငါးလေးသုံးနှစ်လို့နော်ငါးရပါပါ၁၀လေးရပါပါ၉နော်သုံးရပါပါ၈၂နှစ်ရပါပါခွန်လို့လဲသူကဒီနားမှာစီထားတော့ဖြစ်သွားနိုင်တယ်နော်အားလုံးကျွန်တော်ရေမိတ်ဆွေတငယ်ရေများအားလုံးခွန်နှစ်ငါးအား เนาะด่าจันทูทูอินละทูจ่ายละออฟไลท์บ่เปียเนาะตู่มาเลุถ่าเด้เปียเนาะ